အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပြီးပေါ်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မထင်ထားလို့အောင်ချမ်းသာရခမအိမ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါကိုဗီနီယမိသားစုဝင်တွေကတော့တာမန်မိသားစုတစုဖြစ်ပါတယ်သူရဲ့မိသားစုဝင်တွေကသူရဲ့မိန်းမနဲ့သူရဲ့သားလေးနှစ်ယောက်ဒါအကြီးဖြစ်သူရဲ့မိန်းမနဲ့သူရဲ့ကလေးနှစ်ယောက်သားရှိပါတယ် ကိုဗစ်နဲ့သူ့ရဲ့သားအကြီးဖြစ်တော့ကအလောက်လောက်ကင်နေခဲ့ကြပြီးသူ့ရဲ့သားအငယ်လေးကတော့ကြောင်းသားပဲရှိပါသေးတယ်။အိမ်မှာဝင်းဝင်းအနေနဲ့တုံးဆွဲဖို့ပတ်စံရှိတယ်ဆိုပေမဲ့လမကုံခင်မှာအမြဲခက်ခဲကြတဲ့ရတတ်ပါရဲ့။အိမ်ရဲ့အသုံးစရိတ်တွေကလည်းအများကြီးတုံးဆွဲရတယ်လို့မျိုး။သမီးရခမတယောက်လုံးကလည်းအရန်ကိုချမ်းသာတဲ့ပုံစံမျိုးဟန်ဆောင်တတ်ကြပါသေးတယ်။အားရကြောင့်သူတို့ပတ်စံတွေအများကြီးကုန်နေခဲ့ရပါ။သူတို့လည်းဘာမှလုံလုံမရခဲ့ဘူးလေ။ အနည်းပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ချမ်းသာတဲ့အမျိုးသမီးတွေနဲ့အတူတူသူတို့ပတ်သက်နေကြရတာကိုဒီလိုနဲ့တရက်မှာတော့အမျိုးသမီးတယောက်ရဲ့အိမ်ကိုသွားရမှာပါချွေးမလေးရဲ့ချွေးမလေးနေပါလို့နေရလဲနေပါတီပွဲသွားရအောင်မလေးဟုတ်ကဲ့ပါအမေရဲ့ကျမသွားမှာပေါ့ရှင်သွားမယ်သွားမယ်ဒါပေမဲ့ကျမကိုခဏလေးအချိန်ပေးပါအောင်ကျမပြင်ဆင်လိုက်အောင်မလေးဒါနဲ့မမေမမေနဲ့အဖွာနှစ်ယောက်လုံးဒီလောက်ထိလှပါတဲ့အဝတ်အစားတွေကိုဝတ်ပြီးတော့ဘယ်လိုသွားနေကြလဲ မဟုတ်ပါဘူးတားနဲ့သမီးရဲ့အမေပါတီပွဲတစ်သေးလေးတစ်ခုတက်เสียရှိလို့ပါဒါဆိုရင်တော့တားတို့ကိုလည်းအတူတူခေါ်သွားပါလားမဟုတ်တာလိုက်လို့မရဘူးနော်အဲ့ဒီမှာကလေးတွေနဲ့ဘာမှမဆိုင်ဘူးအဖွားတို့အမြန်ဆုံးပြန်လာခင်မယ်ကြားလားအဲ့ဒီအချိန်အတွင်းနှစ်ယောက်သားအိမ်မှာပဲကောင်းကောင်းနေကြဟုတ်ပြီလေအဖွားကောင်းပါပြီသူတို့သမီးရောကမနှစ်ယောက်လုံးကတော့သူတို့ကိုသူတို့အရန်ကိုချမ်းသာတဲ့ပုံစံမျိုးဟန်ဆောင်နေခဲ့ကြပါမယ်သူတို့ရဲ့အိမ်ကိုတော့ဘယ်တော့မှပြန်လဲကြီးရှုခြင်းမရှိကြပါဘူး သူတို့အိမ်က တော်တော်လေးကိုဟောင်းလွှမ်းဆုပ်ပြက်နေပါပြီ။အိမ်ကအယောင်အစင်းမရှိတဲ့အိမ်လိုဖြစ်နေခဲ့ပြီးဆင်းရဲသားရဲ့အိမ်မက်အယံကိုတိတာပါရဲ့။ဒီအတွက်ကြောင့်ပဲတမီးရခမနှစ်ယောက်လုံးကသူတို့အိမ်ကိုဘယ်သူကမှမခေါ်ခဲ့ကြပါဘူး။အရင်နေ့မှလည်းသူတို့ကအမျိုးသမီးတယောက်ရဲ့ပါတီပွဲကိုသွားခဲ့ကြပါရဲ့။အရိကတငယ်ချင်းတွေကလည်းပြောလိုက်ကြပါော့။ဂျာနဲ့ဗဘီသားရဲ့အိမ်ကတကယ်အယံကိုနှားရတယ်လား။ဒီပါတီပွဲကျင်းပတဲ့အမျိုးသမီးကတော့တကယ်ချမ်းသာတာပဲရှင်။ဒါနဲ့လေ ချင်းတို့ရဲ့အိမ်ကရောဘလောက်တောင်မှလှပါလေလှတာပေါ့ရှင် ကျမတို့အိမ်ကရမ်းလှတယ်ကောင်းပြီလေဒါဆိုရင်တော့ကျမတို့လည်းတစ်ခေါက်လောက်အမရရဲ့အိမ်ကိုလာလေအောင်မယ်ကျမတို့လည်းအမရဲ့အိမ်ကိုမြင်တွေ့ရတော့ကောင်းတာပေါ့ရှင်စကားလေးပါလေးပြောပြီးတော့အိမ်ကိုလည်းကြည့်မယ်မရသေးဘူးကျမတို့အိမ်ကိုအခုလာလို့မရသေးပါဘူးဘာဖြစ်လို့လဲတမီးလေးရဲ့တကယ်တော့ကျမတို့ကြောင်ပေါ်ကိုသွားလေကြမလို့လေကလေးတွေကလည်းကြောင်ပိတ်သွားပြီဆိုတော့အပြင်လေးပါလေသွားကြမယ်ဆိုပြီးတော့စစ်စင်ထားတဲ့ခရီးလေးပါ ဟုတ်ပြီလေဒါဆိုရင်တော့အခုမဟုတ်လဲနောက်မှအေးစစေးလာကြမယ်ဒါပေမဲ့ကျင်းစီပေါလာကြမယ်ဒီလိုနဲ့တမရခမနှစ်ယောက်လုံးကလည်းအင်ကိုပြန်လာခဲ့ကြပါရီအင်ကိုရောက်လာတဲ့အခါမှာတော့ကျွေးမလီကရခမဖြစ်သူကိုပြောလိုက်ပါရီအမေရဲ့ကျမတို့အင်ကိုကြည့်ပါဦးကျမတို့နည်းနည်းလေးမဆိုချမ်းသာတယ်ဆိုပြီးတော့မသိတောင်းတော့အဲ့ဒါကြောင့်ကျမတို့အင်ကိုနည်းနည်းပပပြုတ်ပြင်ကြမယ်ဆိုရင်ရောမကောင်းလားအင်ကိုပြန်ပြင်မယ်ဆိုလို့ရှင်တော့နှစ်ယောက်ကြားနဲ့နှစ်ယောက်ခါတိနဲ့စကားပြောမှဖြစ်မှာ အဲဒီတော့မှတခုခုဖြစ်နိုင်လိမ့်မယ်။ဒီနောက်မှာတော့သူတို့ကလည်းအိမ်မှာရှိတဲ့ယောက်ျားသားတွေနဲ့စကားပြောကြည့်လိုက်ပါရီ။ဒီအချိန်မှာအဖေဖြစ်သူကပြောလိုက်ပါရီ။အဲရင်အချိန်လေးကိုကြည့်ပြီးငါလည်းဝမ်းနေပါရီ။ငါကိုယ်တိုင်လည်းအိမ်ကိုအမြန်ဆုံးပြန်ပြင်ချင်နေပြီ။ဟုတ်တယ်အဖေ။အိမ်ပြန်ပြင်ဖို့လိုတယ်။ဒါပေမဲ့အိမ်ပြန်ပြင်မယ်ဆိုရင်တော့ပတ်စံအများကြီးကုန်သွားလိမ့်မယ်အဖေရဲ့။အိမ်ကိုအစ်စ်ကြီးပြန်ပြင်ဆောက်စီရတော့မလိုပါဘူး။ဒီအိမ်ကိုပဲအတွင်းထဲကနေနည်းနည်းချင်းစီပြန်ပြင်သွားကြမယ်လေ။ဟုတ်တယ်ဟုတ်တယ်။ အမေပြောတာမှန်တယ်အဖေရဲ့ကျွန်တော်ရဲ့အိမ်ကအပြင်ကနေជីជីအတွင်းထဲကနေជីជីအရန်ကိုပြက်စီးနေမှန်သိတာတယ်ကျွန်တော်တငယ်ချင်းတွေကတော့မှကျွန်တော်အိမ်ကိုမခေါ်ရဲဘူးအဖေရဲ့အရန်ကိုရှက်လို့ကောင်းပြီလေဒါဆိုလို့ရှင်လေအဖေအစဉ်ပြေအောင်လို့နည်းနည်းစူးစမ်းပေးမယ်နော်ဒါဆိုရင်တော့အဖေကျွန်တော်လဲရုံးကနေပတ်စံထုတ်လို့ရအောင်စူးစမ်းကြည့်မယ်ဟုတ်ပြီလေဒီလောက်ထိပတ်စံထုတ်လို့ရသွားမယ်ဆိုလို့ရှင်တော့အိမ်ရဲ့အခြေအနေပြောင်းရဲကောင်းမွန်သွားမယ်အပြင်ကဘယ်လိုပုံစံပြင်ဆင်ရမလဲဆိုတာကိုတော့ပတ်စံရှိလာတဲ့နေ့အကြမှာစဉ်းစားကြတာပေါ့ ဒီလိုနဲ့သူတို့ပတ်စံအဆင်ပြေသွားခဲ့ပြီးနောက်မှာတော့အိမ်ကိုအတွင်းပိုင်းကနေပြန်လည်ပြင်ဆင်ခဲ့ကြပါရီအိမ်မှာလိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးကိုလည်းအစ်စ်ပြန်လည်ပြောင်းလဲခဲ့ကြပါရီဆိုဖာလိုက်ကထမင်းစပွဲတွေကအစာအသစ်ဖြစ်သွားခဲ့ပါပြီဒီနောက်ပိုင်းမှာတော့ကိုဗင်းရဲ့အိမ်ကအိမ်သေးကနေအရန်ကိုချမ်းသာတဲ့သူတွေရဲ့အိမ်ပုံစံဖြစ်ပြီးအပြင်ကနေဆင်းရဲတဲ့သူတွေရဲ့အိမ်ပုံစံဖြစ်သွားပါပြီအနည်းဆုံးမှာတော့တမီးရောက်ခမနှစ်ယောက်လုံးကလည်းဝမ်းသာပျော်ရွှင်သွားခဲ့ကြပါပေါ့အမေရဲ့ ကျမတို့အိမ်ကိုအပြင်ကနေကြီးရဲစိုးတွေကဆင်းရဲရဲလို့ထင်ကောင်းထင်နိုင်တယ်ဆိုပေမဲ့အထဲဝင်လာမယ်ဆိုရင်တော့ကျမတို့ကိုချမ်းသာတယ်ဆိုပြီးတော့ထင်သွားကြမှာသိလား။ဘာပြောတာလဲချွေးမလေးရငါတိတ်ပြီးတော့နားမလဲ ਉ ။အမေကလည်းကျမပြောတာရှင်းရှင်းလေးအပြင်ကနေအိမ်ကဆုပ်ပြတ်နေရဲဆိုပေမဲ့အထဲမှာအရန်ကိုလှပနေရလေ။ဟွန်းဟုတ်တယ်ဟုတ်တယ်ဟုတ်တော့လေဟုတ်ပါတယ်။ဒီလိုနဲ့ပဲအချိန်တွေကလည်းတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပါတယ်။ရနေငယ်ကြမြင်သွားခဲ့တဲ့ခါမှာကိုဗင်းရဲ့တောင်းအငယ်လေးကလည်းလက်ချသွားခဲ့ပါတယ်။ ထွေမအတဲလေးကလည်းသရောသမီးအတဲဆက်ဆက်လေးအနေနဲ့ရခမအိမ်ကိုပထမဦးဆုံးရောက်ရှိလာခဲ့ပါပြီ။ထွေမလေးကအိမ်ရဲ့အခြေအနေကိုအပြင်ကနေကြည့်ခဲ့ရတဲ့အခါမှာအကြော်လေးအံ့အားတင်သွားခဲ့ပါရဲ့။အိုးအရှင်ဒုက္ခပဲထပါကြီးလေ။ငါရခမအိမ်ကအကြော်လေးဆင်းရဲကြတာပဲ။အိမ်ကလည်းဆုပ်ပြတ်တတ်လို့အပြင်ကနေရောက်မှအလောက်ထိဆုပ်ပြတ်တတ်နေရဲ့ဆိုရင်တော့အိမ်ထဲမှာဘလောက်တောင်ဆင်းရဲမွဲတည်နေမလဲမသိပါဘူး။ဒါနဲ့မင်းပါရီစဲစားနေရလေအိမ်ထဲဝင်ကြမယ်လေ။အေးအေးအေးလာလာလာချွေးမလေးရေလာခဲ့ အပြင်ကနေပြီးတော့အင်ကိုဒီလောက်ထိကြည့်မနေပါနဲ့အင်ကိုအထဲကနေလည်းကြည့်အောင်ရခုံမဖြစ်စုံတဲ့စကားပြောပြီးနောက်မှာချွေမလေးကလည်းအင်တဲကိုဝင်လာခဲ့လိုက်ပါတယ်အင်တဲဝင်လာတဲ့အခါမှာတော့သူမပြန်ပြီးအာအသင်ခဲ့ရပါတယ်ဟဲ့ဒါဘလို့ဖြစ်တာလဲအပြင်ကနေကြည့်လိုက်တော့ကအတော်လေးဆင်းရဲတယ်လို့ထင်ရတဲ့အင်ကအင်တဲကိုဝင်ကြည့်လိုက်တော့တော်တော်လေးချမ်းသာတယ်လို့ထင်ရပြန်ပြီကဲပြောပါအောင်ရောင်မလေးရဲ့နေပထမဦးဆုံးဒီအင်ကိုရောက်လာတာဆိုတော့အင်ကိုသဘောကျရဲ့လားကျမကသဘောကျပါရဲ့ရှင် ထွေမငယ်လေးကပညာအများကြီးတက်ပြီးတော့နားလည်မှုရှိလိမ့်မယ်ရေးချရှိတဲ့ main ကလေးတယောက်ပါ။ဒါပေမဲ့သူနားမလည်နိုင်တာကသူရဲ့ရခမအိမ်အခြေအနေကဘာဖြစ်လို့ဒီလောက်တောင်ထိုးဆန့်နေရတာလဲပေါ့။ရခမဖြစ်သူနဲ့ဒီအကြောင်းတွေကိုပြောကြည့်ခဲ့တဲ့အခါမှာရခမကလည်းအမှန်အတိုင်းပြောပြခဲ့ပါရီ။ဒီအချိန်မှာထွေမလေးကလည်းပြောပါရီ။အမေသိပ်ပြီးတော့စိတ်ပူမနေပါနဲ့။ကျမလည်းအလောက်ထွက်လို့မယ်။ကျမယောက်ျားကလည်းအလောက်ထွက်လို့မယ်ဆိုရင်တော့အိမ်ကိုအပြင်ဘက်ကနေပြီးတော့လည်းပြင်ဆင်နိုင်သွားလိမ့်မယ်။ ဒါဆိုရင်တော့တအိမ်လုံးကအရန်ကိုလှပသွားမှအမေရဲ့တည်ရလားဘလို့လဲအဖေကျမပြောတာမှန်နေမလားကဲတမီးလေးငါကတော့လုံနိုင်သလားအရာအလုံးကိုလုံကြည့်ပေးခဲ့ပြီကျွန်တော်ကတော့နေတော့ကိုယ်တိုင်စ조사ကြပေါ့ပြီးတော့နေရဲ့လေညီမနဲ့နေရောက်ခမနှစ်ယောက်လုံးငါပြောချင်တာတခုကတော့ချမ်းသာခြင်းအောင်ဟန်ဆောင်နေကြတာကိုရှက်တန်းကရှက်တန်းပြလိုက်တော့အမှန်တကယ်ချမ်းသာဖို့အတွက်စ조사ပါချမ်းသာခြင်းအောင်ဆောင်မနေနဲ့အဖေရဲ့ချမ်းသာတဲ့သူတွေနဲ့ပေါင်းသင်းဆက်ဆံနေရတာဆိုတော့ ကျမတို့အနေနဲ့အခုလိုတစ်ခုမဟုတ်တစ်ခုလောက်ရတာပေါ့ဟုတ်တယ်ဟုတ်တယ်ချွေးမလေးပြောတာမှန်တော့လေမှန်တယ်ရှင်တို့အားလုံးပတ်စံရှာနေကြတာပဲကျမတို့အနေနဲ့အနေငယ်ကတော့တုံးဖြုံလို့ရပါတယ်ယခုမရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာဘယ်သူမှဘာမှမပြောခဲ့ပေမဲ့ချွေးမအငယ်လေးကပြောလိုက်ပါတယ်အဖေအခုဘလို့မဆိုကျမတို့အားလုံးအတူတူရှိနေရပဲလေကျမတို့အားလုံးအင်ကိုပြန်ပြီးတော့ပြင်ကြမှာပေါ့အင်ကိုထဲထဲဆောက်ရှောက်ဖို့ကြဝင်ကအိမ်မနေထိုင်နေမိသားစုတအုပ်တယောက်ချင်းစီတိုင်းမှာရှိတယ် ဒီလိုနဲ့ချွေမအငယ်လေးကလည်းချွေမအကြီးနဲ့အတူတူအခန်းထဲဝင်သွားပါရီနှစ်ယောက်သားစကားတွေလည်းပြောဆိုနေကြပါရီဒီမှာကြည့်ပါအောင်ရမလေးရဲ့ဒါကတေအူတစ်ဖို့ရင်းနဲ့တေချာလောက်ကြားတဲ့ခရမ်လင်အရန်ကိုကောင်းတယ်နင်လည်းအတော်ပြည့်ကြည့်ဟုတ်လားအမရဲ့ဘဲကုမ္ပဏီကထုတ်ကြလေဘဲကုမ္ပဏီကမမထုတ်ငါကိုယ်တိုင်လောက်ထားတာဒီထဲမှာအတော်ဝင်တဲ့ပစ္စည်းတွေအများကြီးထည့်ထားတယ်တကယ်ပြောနေရလားဒါဆိုရင်တော့အခုလိုမျိုးကောင်းမွန်တဲ့ကုန်ပစ္စည်းတွေအများကြီးကိုအမကိုယ်တိုင်လုံနိုင်မှာပေါ့နော် အေးဟုတ်တယ်လောက်တတ်တယ်လေဒီနေ့ဒီအချိန်အထိငါဈေးထဲကနေငါသုံးဆွဲဖို့အတွက်ပါအလားပါပစ္စည်းမမဝယ်ဘူးဘူးငါကတော့ငါကိုယ်တိုင်းပဲလောက်ပြီးရောပစ္စည်းတွေကိုအသုံးပြုတာအိမ်မှာပဲအလားပါနဲ့ပတ်သက်တဲ့ပစ္စည်းတွေအများကြီးကိုလည်းငါလောက်တတ်သေးတယ်ဒါအရောကောင်းတာပဲဒါနဲ့ကျမတခုလောက်ပြောပြရမလားကျမကအလားပါနဲ့ပတ်သက်ပြီးရောသင်တန်းတွေအများကြီးတတ်ထားတယ်ဒီလားအဲ့ဒါကြောင့်ကျမတို့အတူတူဒီအလုပ်ကိုလုပ်ကြမယ်ဆိုရင် ဒီအချိန်မှာရခမဖြစ်သူကအခန်းထဲကိုဝင်လာခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးပြောနေတဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာပြောလိုက်ပါတယ်။ဒါဆိုလို့ရှင်တော့အလားပြင်ဆိုင်ဒီဇိုင်းဖွင့်မှဖြစ်မှာပေါ့။ရပါတယ်အမေရဲ့ကျမတို့ဆိုင်ဖွင့်စရာမလိုဘူး။ကျမတို့ဆိုရှယ်မီဒီယာပေါ်မှာအကောင့်ဖွင့်ပြီးတော့လည်းရောင်းချလို့ရတယ်။ဒါဆိုရင်တော့ဘာကိုမှစောင့်မနေကြတော့နဲ့။နှစ်ယောက်လုံးလှုပ်ရှားရှိရာကိုလှုပ်ကြတော့ဒီလိုနဲ့ပဲနေညီမနှစ်ယောက်လုံးကလည်းသူတို့ရဲ့အလုပ်ကိုစတင်လုပ်ကိုင်းခဲ့ကြပါတယ်။သူတို့ရဲ့အလုပ်ကလည်းတဖြည်းဖြည်းနဲ့အစဉ်ပြေချုံးမွေးလာခဲ့ပါတယ်။ ချွေမအကြီးကအရန်ကိုကောင်းမော်လို့နဲ့အရေးအသွေးကောင်းတဲ့ပစ္စည်းတွေကိုအသုံးပြုပြီးကုန်ပစ္စည်းတွေကိုထုတ်လုပ်ခဲ့ပါတယ်။သူမထုတ်လုပ်ထားတဲ့အလားကုန်ပစ္စည်းတွေကတကယ်အကျိုးအနေသင်ကောင်းလို့နဲ့အတွက်ဝယ်ယူသူများပါတယ်။ရှင်မငယ်လေးကတော့ကုန်ပစ္စည်းတွေကိုအမျိုးသမီးတွေကိုရောင်းချပြီးနောက်မှာတော့သူတို့ကိုအလားပါအစုံပြင်ဆင်ပေးခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးရဲ့အလုပ်ကိုအားလုံးကလည်းသဘောကျနှစ်တန်းနေခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့အတော်လေးကိုအဆင်ပြေချုံမွေးလာတာကိုတွေ့ခဲ့ရပါတယ်။အဆက်တွေလည်းအများကြီးရှာနိုင်သွားခဲ့ကြပါပြီ။ အမရဲ့ကုန်ပစ္စည်းတွေကတကယ်အရန်ကိုဖိုးတန်တာပဲအခုကျမတို့ပတ်စံအများကြီးရှိသွားပြီဆိုတော့အလှပြင်ဆိုင်အပြည့်မှဖွင့်ကြမယ်လေကြားပါရဲရောင်မလေးရဲ့နှင်းတဘောပဲဒီနောက်မှာတော့နှစ်ယောက်သားကလည်းအလှပြင်ဆိုင်လေးဒီဇိုင်းဖွင့်လက်ခဲ့ကြပါရဲသူတို့ရဲ့အလှပြင်ဆိုင်လေးနဲ့အလှပပစ္စည်းတွေအကုန်လုံးကလည်းအရင်တုန်းကထပ်ပေါ်မိုးရောင်းအားကောင်းလာခဲ့ပါရဲနောက်ပိုင်းမှာတော့သူတို့ရဲ့ကုန်ပစ္စည်းတွေကအရန်ကိုရောင်းကောင်းလုံးပြီးကုမ္ပဏီတစ်ခုပါထောင်လိုက်ရပါရဲနောက်ပိုင်းမှာတော့သူတို့ရဲ့အိမ်ကလည်းအရန်ကိုလာပါသွားခဲ့ပါပြီ အိမ်တွေကနေပဲချမ်းသာတယ်အိမ်ပုံစံပေါက်တာမဟုတ်တော့ဘဲအပြင်ကနေကြည့်လိုက်မယ်ဆိုရင်လည်းအရန်ကိုချမ်းသာတဲ့အိမ်ပုံစံကိုရရှိသွားခဲ့ပါပြီနောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဆင်းရဲတဲ့မုတ်တဲဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်တမီးရေအခုတော့အဖေလက်ပါအလုံးမမလုံးနိုင်တော့ဘူးမျက်လုံးကလည်းကောင်းကောင်းမမြင်ရဘူးပလာတာကိုလည်းကောင်းကောင်းမလုံးနိုင်တော့ဘူးဝဲသူတွေကလည်းဆိုင်ကိုရောက်လာပြီးရင်ဘာမှမစားဘဲနဲ့ပြန်ထွက်သွားကြတယ်တမီးလေးအဖေဘာမှအရန်ကြီးလဲစိတ်ပုံမနေပါနဲ့ ။လက်ဖြန်ကစပြီးသမီးကိုယ်တိုင်းပဲပလာတာသွားရောက်ကြမယ်တီလား။အော်သမီးရဲ့သမီးသွားမယ်ဆိုလို့ရှင်တော့ဘယ်ဖြစ်ပါမလဲ။သမီးလေးရဲ့ပညာရေးကလည်းရှိသေးရဲ့လေ။ရပါရဲ့ဘာမှလည်းအရန်ကြီးစွန့်မနေပါနဲ့။သမီးကိုဟကိုကြည့်ပြီးရစီစဉ်မယ်နော်။တတော်နှစ်ယောက်ကတော့တယောက်ကိုတယောက်အားကိုရင်နေထိုင်နေခဲ့ကြတဲ့သူတွေပဲဖြစ်ပါရဲ့။နှစ်ယောက်သာဘာတန်ရောစင်မှမရှိကြပါပဲ။အတူတူနေရင်တန်ရောစင်ခိုင်မြဲသွားခဲ့ကြပါပြီ။တော်ဆမှုမရှိတဲ့တတော်နှစ်ယောက်ကြားတွေကတန်ရောစင်ကတော့ဖြတ်လို့မရတော့အောင်ပါပဲ။ ။တမန်နားဆိုတဲ့ဒီမိန်ကလေးကိုတော့ဒီအဖိုးအိုကြီးကသာကဲတင်မွေးမြူပေးခဲ့ရပါ။တကယ်မှာတော့အဖိုးအိုကြီးဆိုင်ကနေအိမ်ကိုပြန်နေခဲ့ပါရဲ့။ဒီအချိန်မှာလမ်းဘေးတနီယာကနေကလေးငယ်လေးတယောက်ရဲ့အုံငိုတန်ကိုကြားလိုက်ရပါရဲ့။ဂျာကတော့ကလေးငယ်လေးတယောက်ရဲ့အုံငိုတန်မဟုတ်လား။တောအိုကြီးရဲ့မညိုင်မိုးချုပ်ကလေးဘယ်ကနေပြီးတော့ရောက်လာတာလဲထူးဆန်းလိုက်တာ။ငါအများဆုံးတော့ကြီးမှဖြစ်မယ်။ကလေးလေးရဲ့ငိုတန်ကဘယ်ကနေပြီးတော့ကြားနေရတာပါလဲ။ဒီလိုနဲ့ဂီဆာကလည်း ခြောက်ပုတ်တွေကြားထဲမှာလိုက်ရှာကြည့်လိုက်တော့ကလေးငယ်လေးတယောက်ကိုတွေ့လိုက်ရပါတယ်။ကလေးငယ်လေးခမားဘိုက်စာလုံးလုံးအော်ဟင်းကိုယူနေခဲ့ရပါ။ဒီစားကလည်းကလေးငယ်လေးကိုကောက်ချီလိုက်ပြီးနောက်မှာတော့ပြောလိုက်ပါတယ်။အော်တနာစီကကောင်းလိုက်တဲ့ကလေးလေးတနာစီကကောင်းလိုက်တာဘလို့နှလုံးသားကင်းမဲ့တဲ့မိခင်မျိုးကဒီကလေးလေးကိုဒီနေရာမှာလာပြီးတော့ဖြစ်သွားတာလေ။ဒီစားကလည်းကလေးငယ်လေးကိုခေါ်ပြီးနောက်မှာတော့ရွာကိုပြန်လာခဲ့လိုက်ပါတယ်။ဒီစားကကလေးလေးတယောက်ရရှိသွားတဲ့အတွက်အရန်ကိုဝမ်းသာပြောရွှင်နေခဲ့ပါသည်။သူ့မှာသားသမီးတယောက်မှမရှိဘူးလေ တာသမီဆိုတာကလည်းသူလက်ထက်အိမ်အောင်ကြတော့မှရမှာမဟုတ်လား။သူကအမြဲတယောက်တည်းပဲနေထိုင်ခဲ့တဲ့လူပြိုကြီးဆိုတော့ကလေးမရှိတာပါ။ဒီနောက်ကလေးလေးနဲ့သူလည်းဝမ်းသာပျော်ရွှင်စွာနေထိုင်ခဲ့ပါရီ။ကဲရွာတကြီးရဲ့ကျွန်တော်ဒီကလေးလေးကိုရရှိသွားတာအရန်ဝမ်းသာပျော်ရွှင်နေ။အခုကျွန်တော်မှာကလေးတယောက်ရှိနေပြီဆိုပြီးတော့ခန်းစားရတယ်ဗျာအားရကြောင့်အားလုံးရဲ့သဘောဆနာနဲ့ကျွန်တော်ဒီကလေးကိုအမွေစားအမွေခံမွေးထားခြင်းပါတယ်အေးရပါတယ်ဂီစာရဲ့မင်းကဒီကလေးကိုတာဝန်ယူပေးနိုင်တယ်ဆိုရင်တော့ငါတို့အနေနဲ့ဘော်ရီမြောက်ထပ်ပြီးတော့တောင်းဆိုနေရအောင်ပါလေ ကျွန်တော်ဒီကလေးကိုကျွန်တော်ရဲ့အသက်ထပ်ပို့ပြီးတော့ချစ်ပေးမယ်။အရင်းနှီးအားစပြီးတမန်နာကတော့သူ့ရဲ့ဘဝထဲမှာရောက်ရှိလာခဲ့ပါပြီ။တမန်နာကအရွယ်ရောက်ရှိလာခဲ့တဲ့အခါမှာတော့သူ့ရဲ့မွေးစားထားတဲ့ဖခင် ဖြစ်သူကိုအဖေလို့ခေါ်ရမယ်အစားဖဖေကြီးလို့ခေါ်ပါရယ်။ဒီစားကတော့ပလာတာရောင်တဲ့သူတယောက်ဖြစ်ပါရယ်။သူရဲ့တမီးလေးဘွားရဲ့ရောက်ရှိလာခဲ့တဲ့အချိန်ကစပြီးသူရဲ့ဘွားတစ်ခုလုံးလုံးဝပြောင်းလဲသွားခဲ့ပါရယ်။အရင်တုန်းကထပ်ပေါ်ပြီးသူကအလုပ်ကိုကြိုးစားလုပ်ကင်ခဲ့ပါရယ်။တမန်နာကိုလည်းကြောင်ကောင်းကောင်းမှသူထားပေးခဲ့ပါရယ်။ ကဲရော့သမီးလေးရေဒီမှာသမီးလေးအတွက်ထမင်းချိုက်ထည့်ထားပေးရယ်စိတ်ပါလက်ပါနဲ့စာတင်တော့ကြားလာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဖဖေကြီးရဲ့သမီးနားလည်ပါတယ်ဒါပေမဲ့လေအေးပါအေးပါငါတကယ်အယူပဲနော်ငါသမီးလေးဘာလို့အံ့နေလဲဆိုတော့ငါမသိဘူးရှော့ဒီမှာမဟုတ်ဖို့ယူမဟုတ်ဖို့ယူထမင်းချိုက်ယူပြရရင်တော့ကြောင်းသွားတော့တနေ့ပြီတနေ့ကောင်းဆုံးသွားခဲ့ပြီးနောက်မှာတော့တမန်နန်းကလည်းအတန်တန်ပြီးတတန်ကိုတက်ရောက်သွားခဲ့ပါပြီနှစ်နေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့သူမ12တန်အောင်မြင်သွားခဲ့ပါပြီအဖေကြီးရဲ့ အခုဆိုရင်တော့တမီ12တန်းအောင်မြင်သွားပြီဆိုတော့တက်ကရိုတက်ပြီးတော့ကြောင်းပြီးဖို့ပဲကြံတော့တယ်။တမီဘွဲရပြီးသွားတဲ့အခါကြောင်းလို့ရှင်တော့လေ။အရန်ကိုအောင်မြင်တဲ့အရာရှိတယောက်ဖြစ်အောင်လုပ်မှသီလား။တကယ်ပဲအဲ့လိုဖြစ်နိုင်လားတမီလေးရဲ့စင်ရတဲ့အင်ကမင်းကလေးတယောက်ကရောအရန်ကိုကောင်းမွန်တဲ့ယာရုတစ်ခုကိုရရှိနိုင်လား။ဖြစ်နိုင်ကြပေါ့အဖေကြီးရဲ့အဖေကြီးရဲ့တမီကိုယ်တိုင်လုပ်ပြမယ်စောင့်ကြည့်နေလိုက်နော်။အရင်နေ့မှဂီဆာအရန်ကိုဝမ်းတောက်ပြောချွင်သွားခဲ့ပါရီ။ဒါပေမဲ့တိတ်မကြခင်မှာပဲသူရဲ့ပြောချွင်မှုတွေအားလုံးကုန်ဆုံးသွားတော့မှာပါ။ သူကတဖြည်းဖြည်းနဲ့အသက်ကြီးလာပြီးအလုပ်ကိုလည်းကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။နေမကောင်းဖြစ်နေခဲ့တဲ့အခါမှာတော့သူလည်းပလာတာရောင်းတဲ့အလုပ်တွေကိုမလုပ်နိုင်တော့ဘူးပေါ့။ပလာတာလုပ်ရင်လုပ်ရင်လည်းအသက်ကကြီးလာပြီးအခုဒီလောက်တောင်မှအသက်ကြီးနေပြီ။အဲဒါကြောင့်ငါလည်းပလာတာတွေကိုဆက်ပြီးမလုပ်နိုင်တော့ဘူးဟေ။ငါရဲ့သမီးလေးကလည်းအရာရှိတစ်ယောက်ဖြစ်ချင်တာတဲ့။သူရဲ့စိတ်ကူးအိမ်မက်တွေအားလုံးကတော့ငါ့ကြောင့်လည်းပျက်စီးတော့မလားမသိပါဘူး။ငါဘယ်လိုလုပ်ရပါမလဲ။ ပြည်စာကိုယ်တိုင်ကဒီလုပ်တွေအားလုံးကိုမလုံနိုင်ကြတဲ့အခါမှာတော့တမီကိုယ်တိုင်ကပဲသူ့ရဲ့အဖေရဲ့အလုပ်တွေကိုဝိုင်းကူညီလုပ်ကိုင်းပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဖေကြီးဒီနေ့ကစပြီးတော့အလုပ်ကိုမလုံနိုင်မလုပ်တော့နဲ့တော့အိမ်မှာပဲအနားယူလိုက်တော့မနေ့ဖြန်ကစပြီးတော့ကျမကိုယ်တိုင်ပလာတာသွားရောက်မယ်။တမီလေးရဲ့ဖြစ်ပါမလား။နင်အလုပ်ကိုဖြစ်အောင်လုပ်နိုင်ပါမလား။တမီလေးအလုပ်ကိုကောင်းကောင်းလုပ်နိုင်မယ်ဆိုတာကိုယုံကြည်ပါတယ်။ဒါပေမဲ့ဒီအလုပ်ကိုသွားလုပ်နေလို့ရှင်တော့နင်ရဲ့ပညာရေးကိုဘယ်လိုလုပ်ကြမလဲ။နင်ပညာရေးတော့လည်းစူးစမ်းရအောင်မယ်လေ။ ငါလည်းဘလောက်တောင်မှကန်ဆိုးလိုက်တဲ့သူလဲကြည့်ပါအောင်။နင်းရဲ့ပညာရေးကိုတောင်မှငါဆုံးခန်းတိုင်နဲ့အထီမတင်ပေးနိုင်သေးဘူး။အခုအေးဆေးထိုင်နေရတယ်။အဖေကြီးကလည်းဘာဖြစ်လို့အလောက်တောင်မှကျမအတွက်စွန့်ပူပန်နေရတာလဲ။ကျမအတွက်ဘာမှမစင်စားပေးနေပါနဲ့ရတဲ့ကိစ္စမရှိဘူး။အဖေကြီးရဲ့ကျမရဲ့ကိုဘက်ကယူဆိုင်တော့တယောက်မဟုတ်တယောက်ကတော့အလုံးလုံးရမှာပေါ့။အလုံးမလုံးဘူးဆိုလို့ရှင်တော့စားတော့ဖို့အတွက်ဘလို့အစဉ်ပြေရောမလဲ။อืมဟုတ်တယ်ဟုတ်တယ်ဟုတ်တော့လဲဟုတ်ပါရဲ့လေ။ ဒီလိုနဲ့နောင်နေရစပြီးကိစားရဲ့ပလာတာလဲလေးကိုယူပြီးတမနာထွက်ခွာသွားခဲ့ပါရယ်။တိမ်မစာကင်မှာဆောင်းရသည်ကိုရောက်ရှိလာတော့မှဖြစ်တဲ့အတွက်တမစင်စားလိုက်ပါရယ်။ဆောင်းရသည်မှာပလာတာစားရအရန်ကောင်းတယ်။ငါမစလာအဆောင်ထည့်ပြီးတော့ပလာတာကိုရောင်းမယ်ဆိုလို့ရှိရင်ရောဘလို့လဲ။ငါကလည်းပလာတာကိုဒီချက်ပေါ်ပြီးကောင်းကောင်းလှုပ်တက်နေတာဆိုတော့ပုံစံပြောင်းပြီးတော့ရောင်းကြည့်ရမယ်။ဒီလိုစင်စားပြီးနောက်မှာတော့သူမကပလာတာကိုတမျိုးစမ်းသိအောင်လုပ်ပြီးတော့ရောင်းချခဲ့ပါရယ်။တမနာကတော့ပညာတတ်ပြီးလိမ္မာရေးချရှိတဲ့မိန်းကလေးတယောက်ပါ။ သူမကိုယ်တိုင်လည်းဟင်းကောင်းကောင်းချက်တတ်တဲ့အခါမှာတော့ပလာတာတွေကိုမျိုးစုံလုပ်တတ်နေခဲ့ရပေါ့။ဒါကြောင့်သူမဆိုင်မှာလည်းပလာတာကိုအမျိုးမျိုးတီထွင်ပြီးရောင်းချခဲ့ပါရဲ့။သူမလုပ်ထားတဲ့ပလာတာတွေကိုလည်းအချင်း၃မျိုးလောက်နဲ့သူရဲ့ဝယ်သူတွေကိုတွေးလိုက်ပါရဲ့။တမနာကိုယ်တိုင်လုပ်ထားတဲ့ပလာတာတွေကအရသာရှိလို့နဲ့အတွက်ကြောင့်မလို့အလုံးကလည်းသဘောကျနေခဲ့ကြတာပေါ့။ကောင်းလိုက်တာခမရလုပ်ထားတဲ့ပလာတာတွေကတကယ်စားကောင်းပြီးအရသာရှိတယ်သီလား။ဒီလောက်ထိကောင်းလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူး။အခုလိုအရသာရှိတဲ့ပလာတာတွေကိုလည်းကျွန်တော်တို့မစားရကြပါဘူး။ အေးဟုတ်တယ်တမီးရဲ့အရန်စားကောင်းတယ်ပလာတာကလည်းနှူးညံ့ပြီးမှုင်းနေရပဲပြီးတော့ပလာတာနဲ့အတူတူတွဲစားရတဲ့အချင်သုံးမျိုးလုံးကလည်းကောင်းလိုက်ကြကောင်းတယ်ကောင်းတယ်အရန်ကောင်းတယ်အရသာရှိအောင်တင်ရင်ကျမလှုပ်ထားတာမဟုတ်ဘူးကျမရင်နဲ့တခါရဲညီညွတ်အောင်လို့လည်းလှုပ်ထားပါသေးရဲ့အတော်ရဲ့ကျမပလာတာနဲ့ထည့်ထားတဲ့ပစ္စည်းတွေအကုန်လုံးကကျမရင်နဲ့ညီညွတ်စေတဲ့ပစ္စည်းတွေကြီးပါပဲအရသာလည်းရှိရမယ်ကျမရင်နဲ့လည်းညီညွတ်ရမယ်ဒါကတော့ကျမတို့ဆိုင်လေးရဲ့စောင်းပုတ်ပဲ ပလာတာတွေကိုလောက်ရောင်းနေရင်လည်းဒီမအစပိုင်းမှာအရန်စူးစားနေကြရတဲ့အတွက်ကြောင့်မို့လို့စားလို့ဖို့အချိန်မရှိခဲ့ပါဘူး။ဒါပေမဲ့ဒီမကလည်းနည်းနည်းလေးမှအားမလျှော့ခဲ့သေးပါဘူး။ဒီမကကျောင်းသွားပြီးတော့ပညာသင်ကြားဖို့အချိန်မရှိတော့တဲ့အခါမှာအလုပ်လုပ်ပြီးအိမ်ကိုပြန်လာရင်စားဖတ်ပါရီ။မနက်ဆိုရင်တော့အလုပ်လုပ်ပြီးညပိုင်းဆိုရင်တော့ဒီမစာရီကိုဖတ်နေကြပါရီ။ကိစားရဲ့တမီလေးကအရန်ကိုဆင်းရဲလို့နဲ့ဆိုပေမဲ့ဖခင်ဖြစ်သူကိုတော့အရန်တိုင်အောင်စင်ကြည့်လွန်ပါရီ။သူကသူရဲ့ဖခင်ဖြစ်သူကိုတော့ပြန်လဲဆောင်းလျှောက်ပေးနေကြပါပြီ။ နေမကောင်းဖြစ်ပြီးဘာမှမလုပ်ကင်နိုင်တော့တဲ့ဖခင်ဖြစ်သူကိုရေမိုးချုပ်အဝတ်စားလဲပေးပါရီစမင်းမလဲစီထက်ပေးပြီးသူကိုယ်တိုင်းပဲထမင်းခွန်ကျွေးပါရီရွာမှာရှိတဲ့လူတွေအားလုံးနဲ့လည်းသူမအရန်တင်မြပါရီသူမရဲ့ချစ်စရာကောင်းတဲ့အပြုံမူလေးတွေကိုကြည်ပြီးနောက်မှာတော့ရွာမှာရှိတဲ့အမျိုးသမီးတွေအကုန်လုံးလည်းသူ့ကိုသဘောကျနှစ်သက်ကြတဲ့အတွက်ချီးကျူးနေခဲ့ကြတာပေါ့တမီးကြီးဆိုတာကလေတမန်နာလို့တမီးမျိုးကောင်မှတမီးလို့ခေါ်တာဘလောက်တောင်ရင်ကျေးလိမ်မလိုက်လဲကြည်ပါအောင်ကျေးဇူးကလည်းတိတက်သေးတယ်သူကတကယ်မဲတော့ကပေးလိုက်တဲ့လက်ဆောင်လေးပဲ ဟုတ်တယ်ဟုတ်တယ်အမပြောတာမှန်တယ်ဒီလားအခုလိုကြိုးစားပြီးတော့လိမ္မာရေးချရှိတဲ့သမီးလေးကိုရသွားတော့စင်ရဲတဲ့ဂီစာတယောက်အတော်လေးကံကောင်းသွားတာပဲအေးဟုတ်တယ်တမန်နာဘယ်အင်ကချွေးမလေးဖြစ်မလဲမသိဘူးနော်အဲ့ဒီအင်ကတော့တကယ်အရန်ကိုကံကောင်းသွားတော့မှာပဲတမန်နာကစိုက်ပါလက်ပါနဲ့ပလာတာရီကိုလှုပ်ပြီးတော့ရောင်းချနေစေပါပဲအင်ရဲ့တာဝန်တွေအကုန်လုံးကိုလည်းသူမကိုယ်တိုင်ပဲထမ်းဆောင်နေခဲ့ပြီးစာကိုလည်းကောင်းကောင်းဖတ်ပါလေသူမစီမတခြားဝတ္တနာပါတာဘာတစ်ခုမှမရှိပါဘူး တမောင်ကိုတွေ့ခဲ့ရတဲ့သူတွေအကုန်လုံးကလည်းချွေမအရန်တော့ကျင်းနေခဲ့ကြပါရဲ့ရန်နေခဲ့ကြမြင်သွားခဲ့တဲ့အခါမှာတော့တမန်နာကိုလိုချင်လို့တင်တောင်းကြတဲ့သူတွေရှိလာခဲ့ပါတော့တယ်။တရားမှာတော့ရွာတကြီးဖြစ်သူကကီစာကိုလာပြောခဲ့ပါရဲ့။ကဲကီစာရဲ့နေ့သမီးလေးကအခုဆိုလက်ထပ်ဖို့အရွယ်ကလည်းရောက်နေပြီသူ့ကိုလက်ထပ်ပေးလိုက်တော့ငါတို့ကိုငါ့ရင်ကချွေမလေးအဖြစ်ခေါ်သွားမယ်။အော်ရွာတကြီးရဲ့ကျွန်တော်ရဲ့သမီးလေးကဘာရီများအလောက်တောင်ထိုးချင်တယ်လို့ရွာတကြီးရဲ့သားလေးနဲ့လက်ဆက်ပေးချင်ရတာလေး အော်ခိစားရဲ့မင်းရဲ့တမီးလေးကတကယ်အရန်တော်ပြီးတော့လိမ္မာရေးချရှိတယ်။ရွာထဲမှာဆိုရင်လေသူကနမဲအကြီးဆုံးပဲလေကွာ။သူကလူအယောက်တစ်ထောင်မှာတယောက်ပဲရှိတဲ့မင်းကလေးမျိုး။ဒါပေမဲ့ရွာတကြီးရဲ့ကျမအနေနဲ့အခုချိန်မှာလက်မထနိုင်သေးပါဘူး။ကျမဘဝမှာလိုအပ်ချက်ရှိတဲ့အားလုံးကိုဖြည့်ဆည်းရအောင်မယ်။ကျမရဲ့ရည်မှန်းချက်ပန်းတိုင်ကိုလည်းကျမရအောင်သွားရမယ်။ကောင်းပြီလေတမီးလေးရဲ့နေ့မှအခုလိုစိတ်ကူးအိမ်မက်တွေရှိနေတယ်ဆိုရင်တော့အားလုံးအကောင့်ထဲပေါ့နော်။ဒါပေမဲ့ငါပြောတဲ့စကားကိုတော့မေ့မနေနဲ့အောင်။အချိန်တွေတစ်ဖြည်းဖြည်းကုန်ဆုံးလာခဲ့ပြီးနောက်မှာတော့တမန်နာရဲ့စီးပွားရေးကလည်းအဆင်ပြေနေခဲ့ပါသေးတယ်။ ရှုပ်တရပဲတရမှာတော့ဂီဇာအတော်လေးနေမကောင်းဖြစ်နေခဲ့ပါတယ်။သူရဲ့အဖေကြီးကိုစေကူတာပေးဖို့အတွက်တမန်နာကလည်းရွာစကြီးစီသွားပြီးပတ်စံချီခဲ့ရပါတယ်။ဦးလေးကြီးရဲ့ကျမတနေ့အတွင်းအကျွေးတွေအကုန်လုံးကိုပြန်ဆက်ပေးမယ်နော်။အော်သမီးရဲ့အကျွေးအကြောင်းကိုတော့ပြောမနေပါနဲ့။ငါနဲ့စီကဘာမှပြန်ပြီးတော့မလို့ချင်းဘူး။ငါတော့နဲ့ဟိုငါရဲ့သမီးလေးတရားဟုတ်ဆိုပြီးတော့ပတ်စံပေးနေရပါ။ဘယ်လိုမဆိုပတ်စံပြန်ပေးရမှာကကျမရဲ့တာဝန်ပါပဲ။ဒီစကားကိုကြားခဲ့ရတဲ့ခါမှာရွာစကြီးလည်းအရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ရပါဘော။ တဖက်မှာကိစားကလည်းစေကူတောင်မှကောင်းကောင်းခံယူပြီးနောက်မှာတော့နေကောင်းကျမစွာနဲ့အိမ်ကိုပြန်လာခဲ့ပါရီတမန်နာကလည်းပလာတာပြန်ပြီးတော့ရောင်းနေခဲ့ပါရီအရင်တုန်းကထပ်ပေါ်ပြီးတော့တမကျိုးစားလောက်ကိုင်းခဲ့ပါရီနနေညစာကိုလည်းကျိုးစားခဲ့ပါသေးတယ်ရက်နေခဲ့ကြမြင်သွားခဲ့တဲ့အခါမှာတမဆောင်ပွဲအောင်စင်းထွက်လာခဲ့ပြီးတော့တနိုင်ကလုံးအစင်တဲနဲ့အောင်မြင်သွားခဲ့ပါရီတမကုဆောင်တော့အရာရှိတယောက်ဖြစ်လာတော့မှာပါပတ်စံဆိုပြီးနောက်မှာတော့ရွာတကြီးရဲ့အကျွေးတွေအကုန်လုံးကိုလည်းပြန်ဆပ်ဖို့စီစဉ်ပါရီ တရမတော်သူကလည်းပတ်စံတွေယူပြီးရွာတကြီးရဲ့အိမ်ကိုသွားလိုက်ပါတယ်ဒီမှာရွာတကြီးရဲ့ကျမယူထားတဲ့အကျွေးတွေပါပြန်ပြီးတော့ရည်ကြည့်ပါအောင်နော်အော်ဘာဖြစ်လို့ရည်ရမှာလဲအရင်ဆုံးနေအရာရှိဖြစ်သွားတဲ့အတွက်ကြောင့်မလို့ငါကုန်ပြုတ်ပါရယ်ကွယ်ဒီနေ့ငါတယောက်တည်းမဟုတ်ဘူးရွာမှာရှိတဲ့သူတွေအကုန်လုံးကနင်းကိုချီးကျူးနေကြတယ်နင်းအတွက်ကုန်ယူပေးနေကြတယ်ဟုတ်ကဲ့ပါဦးလေးကြီးရဲ့ဒါဆိုရင်တော့ကျမသွားတော့မယ်နော်ပြောဆိုပြီးတမန်နာထွက်ခွာသွားခဲ့တဲ့အခါမှာရွာတကြီးကလည်းပြောလိုက်ပါတယ်တမီးလေးရေလွန်ခဲ့တဲ့လအနေငယ်တုန်းကဦးလေးကြီးပြောခဲ့တဲ့စကားတွေကိုမှတ်မိသေးလား အဲ့ဒီအတွက်ကိုလည်းပြောသွားစမ်းမအောင်ကွယ်။ဟုတ်ကဲ့ပါဦးလေးကြီးရဲ့ကျွန်မအခုလက်ထပ်ပွဲနဲ့ပတ်သက်ပြီးဘာမှညှင်းဆုပ်စရာမရှိတော့ပါဘူး။ကျွန်တော်ကတော့ကျွန်မအဖေကြီးနဲ့စကားပြောကြည့်လိုက်ပါနော်။ဒီအချိန်မှာရွာသူကြီးလည်းအရန်ကိုဝမ်းသာပြောရွှင်သွားခဲ့ပါရဲ့။ဒီနောက်မှာတော့သူကလည်းကီစာနဲ့တွေ့ပြီးသူ့သားလေးနဲ့တမန်နာရဲ့လက်ထပ်ပွဲကိုစီစဉ်ပါရဲ့။သူတို့ညကိုအမြန်ဆုံးလဲလက်ထပ်ပေးခဲ့ကြပါရဲ့။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။